ဟယ်လိုအားလုံးပဲမင်္ဂလာပါ Sport Channel Facebook Page နဲ့ YouTube Channel ပြန်လည်ကြိုဆိုလိုက်ပါတယ်အာဒီနေ့ကျွန်တော်ပွဲပြီးရက်လေးကိုကျွန်တော်သုံးသပ်ပေးချင်ပါတယ် Manchester United နဲ့အာ Brighton တွင်တင်းတို့ရဲ့ပွဲပြီးရက်လေးကိုကျွန်တော်ပြန်လည်သုံးသပ်ပေးချင်ပါတယ်အာဒီနေ့ပွဲမှာကျွန်တော်တို့ဒီကျွန်တော် Man U Brighton တွေကအာ50 50ကျွန်တော်မျှော်လင့်ထားတဲ့အတိုင်းအာတကယ်ကျွန်တော်ဘယ်လိုပြောမလဲအာတရားရခိုင်လုံးကျွန်တော် Manchester United ဖန်တွေက အမမျောလဲရေဒီဘွဲကအမှန်တိုင်းဝင်ခံရလို့ရှင်တကယ်ဒီဘွဲကတကယ်ခက်ခဲတဲ့ဘွဲပဲဖြစ်တယ်ကိုယ့်ရဲ့အင်ကွမ်းဆိုရင်မဲအာဒီဘွဲအရင်ခက်ခဲတယ်ဒါပေမဲ့ဒီဘွဲမှာကျွန်တော်တို့ Manchester United တွေအပြည့်အဝပျော်ရွှင်ခွင့်ရတယ်ယုံကြည်မှုအပြည့်နဲ့ကျွန်တော်တို့ဒီစစ်နိုင်ခွင့်ရတဲ့အတွက်ကျွန်တော်တို့အရင်လည်းပြောရတယ်ကျွန်တော် Manchester United ဖန်တွေနောက်ထပ်ဘွဲတွေအတွက်ကိုကျွန်တော်တို့စိတ်ဓာတ်ခွန်ပြီးဝင်ပြီးတော့ကျွန်တော်မျောလဲနေတယ်မျောလဲထားတဲ့တကယ်ကောင်းတဲ့ရက်လာကျွန်တော်ရ ဟိုရရှိတော့ဒီဘက်တကယ်ကိုကျွန်တော်ကြည့်ရထိုက်တန်တယ်မန်ချက်စတာယူနိုက်တက်ဖန်အပြီးဝပျော်ရွှင်ရမယ်လို့ကျွန်တော်မျှော်လင့်တယ်ဆိုတော့ဒီဘက်မှာကျွန်တော်တို့အာဟိုဆလာရဲ့အတင်းကဒီ Brighton အာဟိုဆလာနော်သူအတင်းကတကယ်တိမောအရင်ကောင်းတယ်သူကတံပြန်တိုက်စီဒီသူရဲ့ဒီအာတိုက်စီစင်အရင်မြန်တယ်အတင်းဆိုတော့ကျွန်တော်ဒီအာမန်ချက်စတာယူနိုက်တက်ကလည်းဒီသူရဲ့ဒီအခု loss ရကျွန်တော်ရဲ့ဒီမောအနေနဲ့ပြန်မိလာတယ်အာကစားကွက်ပြန်ကောင်းလာတဲ့အနေထားနဲ့ကွက်တီသွားသူတော့ ဒီဘက်အရန်ကြီးကောင်းတယ်အပြန်လန်တိုက်စစ်ဆင်မှုနဲ့တကယ်ထိုးပေါက်မှုနဲ့အရန်ကောင်းတယ်အာဒီဘက်မှာခုညာကိုရသွားတော့ကျွန်တော်ဒီခုညာအတွက်လည်းကျွန်တော်ပျော်ဆင်းရတယ်ပြီးတော့မန်ချက်စတာယူနိုက်တက်ဖိုင်တွေလည်းပျော်ဆင်းရတယ်ခုညာကျွန်တော်တို့ကဒီဘက်မှာဟိုဒီဘက်လည်းမဟုတ်ဘူးဒီအခုညာကိုပြီးခဲ့တဲ့ဘွဲကလေးကကျွန်တော်ကိုရစီချင်တာမန်ချက်စတာယူနိုက်တက်ဖိုင်တွေလည်းကိုရစီချင်မလို့ထင်တယ်ခုညာဘာဖြစ်လို့လဲဒီကျွန်တော် အာယာတီတီပွဲတွေမှာအခုညာလှုပ်ရှားမှုကောင်းတယ်ကစားကောင်းတယ်ဒါပေမဲ့သူ့မှာကိုကမရနိုင်လို့ဖြစ်နေတယ်ဒီဒီပွဲမှာကျွန်တော်ကိုအရင်ရစီချင်တယ်ရစီချင်တဲ့အတိုင်းပဲခုညာကိုရသွားတာဆိုတော့ကျွန်တော်ဒီဒီပွဲမှာ United ဖန်နေတယ်တကယ်ပြောတယ်လို့ခုညာလည်းတကယ်ပြောမယ်လို့ကျွန်တော်ယုံကြည်တယ်အာပြီးတော့ Ambomo Ambomo ကဒီကျွန်တော်တက်စစ်မှာအရင်အားကိုရတဲ့တက်စစ်ဟိုဟိုကစားမှာဖြစ်လာပြီဆိုတော့ကျွန်တော်ဟို United ဖန်နေယုံကြည်မှုအပြည့်ဝလည်းဖြစ်ဖြစ်ရလာပြီဆိုတော့နော်ဘယ်လိုပြောရမလဲဟိုပွဲမစားခံကြတဲ့ဟိုအားငယ်နေရတဲ့အနေထားမဟုတ်တော့ဘောနော်ဒီပွဲကျွန်တော်မိုက် အယူနိုက်တက်ဖန်တွေကအခုဆိုရင်ယုံကြည်မှု60အဲ60 80ရာခိုင်နှုန်းနဲ့ကျွန်တော်ဆက်ဆက်မှာဖြစ်တယ်ဆိုတော့ဒီဘက်မှာဒီအမ်ပမွားအရန်ကောင်းတယ်သူ့ရဲ့ဖန်တီးမှုနဲ့သူ့ရဲ့တူအယုံကအလှအတိုးအလှတွေအရန်ကောင်းတယ်ဆိုတော့ဒီသူ့ရဲ့ဒီအတိုးအလှတွေကြောင့်ပဲတိုက်စီကခဏခဏပွင့်တယ်သူ့ရဲ့ဒီအဲ့ဒီ United အဓိက main main တကယ်ထိရောက်တဲ့တိုက်စီကဘဲချတော့ညာဘက်ချမှာအမ်ပမိုးနဲ့ဒီဟိုအမက်ဒီယာလိုတွေတိုက်စီအတွက်အရန်ကောင်းတယ်ဒီ Brighton တိုက်စီကိုခဏခဏတော့ဟို ဘရိုက်တာရဲ့ခံစစ်ကိုခဏခဏတုတ်ခါပေးတယ်ဆိုတော့ညောဒီဒီအတွက်ဟာဒီအရန်ကောင်းတယ်နော်လာမယ့်ပွဲတွေမှာလည်းကျွန်တော်ဒီဒီယာဒီမှာအကောင်းဆုံးကျွန်တော်မျှော်လင့်ရမယ့်တက်စီအတွက်ဖြစ်တဲ့ဆိုတော့ဒီအတွက်ဒီအတွက်အနေနဲ့ကျွန်တော်တက်စီခဏခဏပေါက်လာဖြစ်တယ်အဲဆိုတော့ဂိမ်းဖက်နောက်သားနေတွေကဒီအတွက်တကယ်ကိုအိမ်မက်ဆိုးပဲ United နဲ့ Brighton ပွဲမှာကျွန်တော်တကယ်ဟိုအပြီးဝပြောဆင်းရတယ်ဒါပေမဲ့ပွဲပြီးခါနီးလေးမှာကျွန်တော်ပွဲပြီးခါမှာ Brighton ပြန်ဖြီးလာတော့ကျွန်တော် အမှန်တော့အမိုရင်းကပွဲကိုထိန်းချင်တာအမိုရင်းကပွဲထိန်းချင်လို့ဒီကွန်လယ်ကိုထပ်ဖြီးတယ်အတိုက်စီကိုတင်းရှော့ချရှော့ချထားတယ်ဆိုတော့ပွဲကိုထိန်းဖို့လို့လို့တော့ Brighton ကသူကအစကလေးကသူကတင်းမွားကောင်းတဲ့အတင်းဘယ်လဲညတဲ့အတင်းဆိုတော့ United ကိုတော့ဆော့ပြန်ဖြီးလာတာပြန်ဖြီးလာချင်းမှာနည်းနည်းတော့ရင်ခုန်သွားတယ်ဒါပေမဲ့ကျွန်တော်ရဲ့ဒီ United နောက်တန်းနေအကောင်းဆုံးဖြည့်ဆက်နိုင်တယ်အကောင်းဆုံးလေးသူဒီညီနေမဲ့သူတို့ဖြည့်ဆက်နိုင်ဆိုတော့နောက်ဆုံးမှာကျွန်တော်နိုင်အနောက်ဆုံးမှာ United ဖန်နေညှော်လင့်တဲ့ လိုချင်တဲ့ဒီရလကိုရရှိနိုင်တယ်ပြီးတော့ရှင်ကျွန်တော်တို့ short ကနည်းနည်းတန်ပြန်တိုက်စီပြန်လာတဲ့အချိန်မှာတို့ short နည်းနည်းလေး speed ကကြံကြံခဲ့ချင်တယ်နောက်ကျချင်တယ်ဒီအရာကိုကျွန်တော်နည်းနည်းတိထားမိတယ်အတို့ short အနေနဲ့နောက်ကျလို့ရှင်တော့ဒီနောက်ပွဲတွေမှာတကယ်လို့ fly ရလို့ရလာလို့ရှင်အဒီတကယ်ညံတဲ့တိုက်စီတွေနဲ့တွေ့ရင်တော့တော်တော်လေးကိုစိုးရင်ရမယ်အနေထားဖြစ်တယ်အတိုင်းမဲ့သူလည်းအကောင်းဆုံးတော့စူးစမ်းထားတယ်ဒီလိုတင်းမွား ကောင်းကောင်းလေးနဲ့ကျွန်တော်တို့ရှေ့ဆက်ချင်တယ် United ဖန်တွေနောက်ထပ်ပွဲတွေမှာလည်းကျွန်တော်ပြောချင်တယ်ဆိုတော့အဟိုအမိုရင်းအနေနဲ့လည်းယုံကြည်မှုတွေရလာပြီဆိုတော့ဒီကျွန်တော် United ပွဲနောက်နောက်နောက်လာမယ့်ပွဲတွေမှာဖန် United ဖန်တွေနေနဲ့ယုံကြည်မှုအပြည့်နဲ့ကြီးလို့ရတယ်ဆိုတော့ကျွန်တော်ဒီပွဲကိုနိုင်ဖို့ကျွန်တော်ဆူတောင်းထားတာဒီပွဲကျွန်တော်အားနိုင်စေချင်တယ်နိုင်စေချင်တော့ဒီပွဲမှာကျွန်တော်နိုင်စေချင်တဲ့အတိုင်းပဲကျွန်တော်စံတာပြေးသွားတယ်ဆိုတော့ ဒီပတ်နိုင်လို့ရှိရင် United ကယုံကြည်မှုပြီးပါမယ်တင်းမွားကောင်းမယ်ဆိုတော့လာမယ့်ပွဲစဉ်တွေတဲ့သူတို့အခက်အခဲမရှိတော့ဘူးပြီးရှင်လာမယ့်ပွဲစဉ်တွေမှာလည်းသူတို့ကဒီစိတ်ဓာတ်နဲ့ဒီတင်းမွားနဲ့တွားလို့ရှိရင်နိုင်နိုင်နိုင်တဲ့အနေထားရှိတယ်ဆိုတော့ဒီပွဲကအတိအကျဒီပွဲဆုံးသွားလို့မဖြစ်ဘူးဒီပွဲမှာနိုင်တော့ဆိုတော့ကျွန်တော်နောက်လာမယ့်ပွဲတွေအဲ့လိုကြီးကြောက်ရှာဘလို့ဒီဒီတိုင်းမဲ့တွားဒီတိုင်းမဲ့ဒီတိုင်းမဲ့တွားကြောက်ရှာဘလို့ဆိုတော့ကျွန်တော် United ဖန်နေလာမယ့်ပွဲမှာကျွန်တော်စစ်စစ်ပြီးမှ အားပေးကြမယ်အကောင်းဆုံးရလာကိုလည်းကျွန်တော်ဖွင့်ကြမယ်ဆိုတော့နော်โอเคကျွန်တော်တို့ဒီကိုဒမကိုဒမလည်းအရန်ကောင်းတယ်ကိုဒမလည်းကျွန်တော်ကျွန်တော်ရဲ့ကိုဒမကခုချင်စိတ်ချတယ်တောင်းတောင်းကိုတကယ်ဒီအာခြေပါကိုပြန်ရန်သွားတယ်ဒီဗရမဥဆုံးခြေပါကိုပြန်ရန်သွားတယ်ကိုဆိုရင်တကယ်ကန်ချအရန်ကောင်းလို့တော့ကိုသွားတာကျွန်တော်ရဲ့ကိုဒမလည်းတကယ်ယုံကြည်မှုပြည့်ဝနာကျွန်တော်စိတ်ချပြီကိုဒမရွံ့တက်ဖန်လည်းစိတ်ချလည်းယုံကြည်လိုက်တော့ ျွန်တော်ကိုယ်မှာအကောင်းဆုံးကိုယ်မှာကျွန်တော်ရရှိချပြီဆိုတော့နောက်လာမယ့်ပွဲမှာကျွန်တော်ဆက်ဆက်ပြီးမှအားပေးကြအောင်เนาะဆိုတော့ကျွန်တော်ရဲ့ဒီနေ့ပွဲပြီးတုံးနှတ်ချက်လေးတင်ပါပဲအဆုံးနှတ်ချက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်